โอเคအားလုံးပဲမင်္ဂလာပါလို့နော်ကျွန်တော်ဒီကြားထဲမတက်ဖြစ်ဘူးမတက်ဖြစ်ရတဲ့အကြောင်းရင်းက တခြားကြောင့်မဟုတ်ဘူးဗျကျွန်တော် live မလွှင့်မြင်တာလေဒီအဓိကကျွန်တော်အဲ့ laptop ပါပဲ laptop အပြင်တော့လောင်ဝါးပြန်တယ်ဗျလောင်ဝါးပြန်တော့တော်လည်းမဝယ်ဖြစ်သေးဘူးပေါ့နော်ညိုတဲ့အထိတော်မဝယ်ဖြစ်သေးတာနဲ့ကျွန်တော်လည်းရှာတော့ရှာတယ်ရှာပြီးတော့ကိုနီးစက်ရအဲ့လိုပေါ့လက်မေးတဲ့မိတ်ဆွေလောက်တော့ကျွန်တော်ပြောပြပါတယ်နော်ပြောပြတယ်ဒါမဲ့ဟိုမထီရများပါတယ်အဲဒီညနေတော့ ဖြစ်များဖြစ်မလားပေါ့နော်တကွက်ကောင်းလုံအောင်ကျော်နှစ်ကွက်ပေါ့ဗျာအဲ့ဒါလေးနည်းနည်းလေးကျွန်တော်စိတ်ဝင်စားလို့တကယ်လို့ဖြစ်ခဲ့ရင်လည်းရစေခြင်းလို့နော်အဲ့ဒါကြောင့်မို့ကျွန်တော်တက်လာခဲ့ခြင်းဖြစ်ပါတယ်မဖြစ်လာရင်လည်းမဖြစ်လာဘူးလို့လာမှတ်ပေးကြပါလို့နော်ခဲအဲ့တော့တစ်ချက်ကလေးသွားလိုက်ရအောင်ဂျန်နစ်စီဂျိုရီတော့ကျွန်တော် မဆွဲပြတော့ဘူးမဆွဲပြတော့ဘဲနဲ့အဲကျွန်တော်ပြခြင်းနဲ့စီချောတပင်တဲကိုပဲကျွန်တော်မိန်ချပြီးပြပြီးမယ်နော်ချက်ကြီးကြီးအောင်အားရကောင်ကအင်းဒီလောက်ဒီလောက်ခြုံကြည့်လိုက်ရပြီနော် Okay တခြားတော့မဟုတ်ပါဘူးဒါလိုလေးသွားမယ်ဒီလောက်စလုံးဆိုင်တွေဆိုရင်မြင်ရမယ်ထင်တယ်နော်ကျွန်တော်နည်းနည်းထွက်ချက်ပြီးဖို့လိုမလားမလိုတော့တော့ထင်ပါတယ်နော်သူစဉ်းစားတဲ့ frame ကဒီအင်္ဂါဘုတ်တခုမှညနေပိုင်းမှာ အပူအပူလို့ရိုက်ထားပေးထားတယ်တစ်ချက်ရိုက်ထားပေးပြီးတာနဲ့သူသွားရတဲ့ပုံစံကအဲ့ညနေပိုင်းမှာပဲနောက်ပိတ်သူနောက်ပိတ်လို့ရိုက်ပေးထားတယ်အဲ့ဒါပြီးတာနဲ့သူ့ရဲ့ဘုတ်တခုနဲ့နေကုန်မှာ 6တင်5ခွန်းဆိုတော့နှစ်ကွက်လိုက်ထွက်တာအဲ့ဒီ60 61နဲ့50ခွန်းအဲ့ဒီနှစ်ကွက်ကဘယ်ရမှမဟုတ်ဘူးသူဘေးကဒီ6တင်5ခွန်းကဒီကိုပြန်ဆင်းပေးထားတယ်နော်အဲ့မှာအင်္ဂါဗုဒ္ဓဟူမနေ့ပိုင်းနှစ်ကွက်ကဒီကိုပြန်ဆင်းထားတယ်နေကုန်မှာဆင်းပေးပြီးတော့ဘာဖြစ်လို့ဒီ61ကဒီကို16လို့ပြန်ရိုက်ပေးတာလဲဒါပထမ ကျွန်တော်တွေ့တဲ့ကတ်နော်ဒီလောက်ဆိုရင်ပထမကတ်ကိုသဘောပေါက်ပြီအဲ့တော့ဒုတိယကတ်တစ်ချက်သွားကြည့်အောင်ဒုတိယကတ်မှာသူကအဲ့ဒီအတိုင်းပဲပြထားတယ်နော်စိတ်ဝင်စားစရာတော့ကောင်းတယ်အဲ့တော့အင်္ဂါဗုဒ္ဓဟူးမှာပဲသူကအပူအပူလို့ရိုက်ပေးထားပြီးပြီးတော့သူ့အောက်ညနေပိုင်းနှစ်ပင်မှာနောက်ပိတ်တူနောက်ပိတ်အဲ့လိုကြပေးပြီးတာနဲ့ဗုဒ္ဓဦးနေကုန်မှာ 62နဲ့48ဆိုပြီးနှစ်ကွက်လိုက်ထွက်တယ်62နဲ့48နှစ်ကွက်လိုက်ထွက်ပြီးတော့အဲ့62နဲ့48အဲ့နှစ်ကွက်ထဲကတစ်ကွက်ကဒီကတစ်ကွက်ပဲနော်အဲ့ရတစ်ကွက်ပဲပြီးရင် तू လိုက်ထွက်တဲ့မူတွေကလည်းအားလုံးကဒဲ့တယ်ပဲဥပမာဒီမှာဆိုရင်61 18ဒီမှာ61လို့ဒဲ့လိုက်ရဲ့ရိုက်ပြီးတာ ਨੇ ဘော်ဒူးနေမှာရိုက်ပြီးတာ ਨੇ အဲ့61ကဒီကိုပြန်စင်း ဒါဖြင့်ကျွန်တော်တို့ကဒီမှာ60နှစ်36အဲ့နှစ်ခွက်ကဒီမှာ60နှစ်လို့ဒဲပြန်စင်းထားလို့အဲ့ကောင်ပဲဘာဖြစ်လို့ဒီတောက်ကြညက်နေလို့ပြန်စင်းပြထားတာလေစဉ်းစားစီနော်အဲ့တော့အခုလာပြီတတိယကက်တတိယကက်နည်းနည်းကလင်နာတော့နည်းနည်းရှုံမယ်ဗျာနည်းနည်းတော့တီးခက်နော်အင်္ဂါဗုဒ္ဓူးမှာအပူအပူလို့ကြာပြီးပြီးတော့ဒီမှာနောက်ပိတ်သူနောက်ပိတ်ဆိုပြီးလေးလေးလို့ရိုက်ပြီးထားတယ် လေးလေးလူရိုက်ပေးထားတာတကယ်လို့သာဒီဗိုလ်တူးနဲ့မူမာတာမမှန်ခဲ့ရင်ကျွန်တော်ဒီကက်ကိုဆက်မကန်ဘူးနော်ဒီကက်ကိုဆက်မကန်ဘူးအဲ့တော့ဗိုလ်တူးနဲ့မှာတစ်ရှစ်နဲ့တစ်ခွန်ဆိုပြီးလိုက်ထွက်ထားတယ်အဲ့တစ်ရှစ်တစ်ခွန်ဆိုဒီမှာလဲသူ့ရဲ့ဒီအင်္ဂါဗိုလ်တဟူးငါးလေးတစ်ခွန်ဆိုတဲ့နှစ်ကွက်ထဲကတစ်ကွက်ကဒဲလိုက်ဝင်းနေတာနော်ဒဲလိုက်ဝင်းနေတာအဲ့တော့သူ့မူအတိုင်းကျွန်တော်တို့ကစဉ်းစားမလားဒါမှမဟုတ် ချုပ်ပြီးစဉ်းစားမလားနှစ်ကွက်ယူလို့ရတယ်ဘယ်လိုယူလို့ရမလဲဆိုတော့ဒီမှာတော့ဒီဗုဒ္ဓဟူးနေ့မနက်ကကနန်းကတောက်ကြညနေကိုပြောင်းမြန်ဂျွန်းထိုးပြီးဆင်းတယ်6တက်က1 6လို့ဆင်းတယ်အဲ့လိုဒဲယူမလားဒါဖြင့်ဒီဗုဒ္ဓဟူးနေ့မှာထွက်ထားတဲ့60နှစ်ကပြောင်းမြန်ဂျွန်းထိုးပြီးတော့26လို့ပြောင်းမြန်ပြန်ဆင်းတယ်အဲ့ဒါဆိုရင်ဒီဗုဒ္ဓဟူးနေ့မနက်မှာထွက်ထားတဲ့1 8ကဒီကို81လို့ နံပါတ်1ဂျွန်ထိုဘီဆင်းမလားနော်တစ်ချက်အလုံးမမသွားဘူးနောက်တနည်းနဲ့သွားကြည့်ရအောင်ဒီကက်ကလေးမှာဒီရ61ဒီရ61ကြောင့်ဒီရ61ဒီရ61ကြောင့်ဒီကိုတစ်ချောင်းလို့ဆင်းလာတာအဲ့ဒါဆိုရင်ဒီရ62ဒီရ62ကြောင့် သုံးခွက်စလုံးအတူယူမယ်ဆိုရင်ဒီကိုနှစ်ချောင်းလို့ဆင်းတာလားအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီရတစ်ခွန်ဒီရတစ်ခွန်ကြောင့်ခွန်တစ်လို့ယူမလားနော်80မတူဘူးတဲ့ရှေ့ကက်ကက်မနေ့ပိုင်းကြပြီးတော့အော်ညနေပိုင်းပြန်ကြတာဟုတ်ကဲ့ဗျနော်အဲ့ဒါဆိုလဲအခုသဘောပါမတူဘူးဆိုရင်တော့ထင်းကြီးပေါ့ဗျာနော် ဒါမှမဟုတ်ဒါကဒါအကုအမြင်ကျွန်တော်အမြင်ကြတော့လေဒီလိုပါဒီ frame လေးကြာထားလို့ဒီ area ကကျွန်တော်ကရှာရှည်ပြီးတော့ကျွန်တော်နည်းနည်းရှင်းပြပေးသလိုဖြစ်သွားတာဘုဒ္ဓနိမနကနဲ့ညနေစင်းရွေးရှင်းပါတယ်ဘုဒ္ဓနိမနကနဲ့ညနေစင်းဘုဒ္ဓနိမနကနဲ့ညနေစင်းနော်အဲ့လောက်လေးကျွန်တော်ချုံပြလိုက်ရင်တော့လေရပါတယ်တသမဲ့ကျွန်တော်ကဘေးကအထောက်ကလေးနဲ့ဆွဲထုတ်ပြီးတော့ကျွန်တော်တစ်ခုံပါဆွဲထုတ်ပြပေးခြင်းလို့နော်အဲ့ဒီတော့အဲ့ဒါလေးတော့ကြိုက်တယ်အဲ့ဒီတော့ ရှစ်တခွန်တအဲ့ဒါလေးတော်တော်ကြိုက်တယ်နောက်ထပ်ကြိုက်တာတွေကတော့ရှိသေးတယ်နော်ခဏအရန်နေအရန်နေဆိုတာကျွန်တော်အဲ့ရာနဲ့ပတ်သက်လို့တော့ဟိုစီကြောမပြတော့ဘူးနော်စီကြောမပြတော့ဘယ်နဲ့ကျွန်တော်ခဏတော့ရေးပေးကြည့်မယ်ကြိုက်ရင်ယူသုံးကြည့်68လုံးဝမကျွန်တော်အရန်ကြိုက်နေတဲ့ခဏတကွက်68ပါအဲ့ကောင်အခုချိန်ထိထွက်မလာပါဘူးနော်အဲ့တော့71ခွန်တ68အဲ့ဒါလေးတော့ ကြိုက်တယ်ဗျကြိုက်ရင်လဲယူသုံးကြည့်ပေါ့နော်ကဲအားလုံးပဲကံကောင်းနိုင်ကြပါစေအဆင်ပြေကြပါစေနော်ကဲကုလပါဗျာနော်